ကြောင်ကျိုးပြညုံဆုံးမစကားကိုပြောကြားလာကနားလေစီအဒီကဗျာလေးတွေကတိတိကျကျလေးစဉ်းစားပြီးတော့ဆိုရင်အလွန်ကောင်းနော်စာဝတ်နေတိုင်းရန်ခတ်သိမ့်စိတ်ကိုချုပ်ထိန်တိခံလေကြောင်ကျိုးပြညုံဆုံးမစကားကိုပြောကြားလာကနားလွယ်စီအကြောင်းအကျိုးတဘာဝကြကြ ကိုကိုအကျိုးရှိအောင်ပြောလာပြီဆိုလို့ရှိရင်မမာနတွေခံမနေပဲနဲ့မောဟတွေဖုံးလွှမ်းမနေပဲနဲ့ဒါကိုနာခံလွယ်တဲ့စိတ်ရှိရမယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်တောဝါသတ္တမင်္ဂလာနဲ့ပြည့်စုံနေမင်္ဂလာဆိုတာဘာတော့ပစ္စုပန်တန်တရာနှစ်ဖြာသောကောင်းကျိုးချမ်းသာတွေကို ဖြစ်ပွားစေတဲ့လို့မင်္ဂလာလို့ဆိုတာ ဒီလိုနာယူလွယ်တဲ့စိတ်ရှိခြင်းဟာလည်းပဲပစ္စုပန်တန်တရားနှစ်ဖြာသောအကျိုးစီးပွားတွေကိုများစွာ ဖြစ်ထွန်းစေနိုင်လေလောကီလိုရောလောကုတ္တရာလိုရောလောကရေးရာမှာရောဓမ္မရေးရာမှာပါအကျိုးကျေးဇူးများစွာရရှိနိုင်နောက်ဆုံးနိဗ္ဗာန်ထိမဉ္ဇဉ်ပုံဉ္ဇဉ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အကျိုးကျေးဇူးများသွားနိုင်တယ်ဒါကြောင့် သောဝသတ္တာ မင်္ဂလာတရားဖြစ်တယ်လို့ဘုံဘုံတို့နားလည်ကြရအောင်နော်ဒီမင်္ဂလာကိုမြတ်စွာဘုရားကជីវောကြောင့်ချမ်းသာကြောင့်ဖြစ်တယ်ဆိုတာကိုအင်္ဂုတ္တပါဠိတော်သက္ကနိပတ်ထဲမှာအပရိဟာနိယသုတ်တံမှာဟောထားတာကိုကြည်ရှင်အဖြစ်ထင်ရှားတယ်ပေါ့အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကနကမ္မာရမတ္တ အမှုကိစ္စသစ်မှာမွေ့လျော်တဲ့သဘောမရှိဘူးဆိုရင်နဘတရာမတာ စကားပြောမှုမှာမွေ့လျော်နှစ်ချိုက်ပြောပိုင်းမှုမရှိဘူးဆိုရင်နနိဒါရာမတာအိဆက်ငိုင်ကြီးမှုမှာမွေ့လျော်ပြောပိုင်းမှုမရှိဘူးဆိုရင်နသင်္ကနိကာရာမတာအမောင်းပေါ်မှာမွေ့လျော်ပြောပိုင်းမှုမရှိဘူးဆိုရင်သောဝသတ္တတာသူတော်ကောင်းတွေအကြောင်းအကျိုးပြပြီးတော့စုဆုံးမှတဲ့စကားကို နာယူလွယ်တဲ့သဘောရှိမယ်ဆိုရင်ကလျာဏမိတ္တတာမိကောင်းဆွေကောင်းရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှမဆုတ်ယုတ်ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်။အဲ့ဒီမှာဗာတွေ့ရတော့ဆိုတော့နာကမ္မာရာမတာနာဘတ္တာရာမတာနာနေဒါရာမတာနာသင်္ကနိကာရာမတာသောဝသတ္တတာကလျာဏမိတ္တတာတာကြီး၆တာနော်အဲ့တော့ဘုန်းဘုန်းတို့ ိုယ်ဘဝမှာမစိုးရုပ်ခြင်းမှုဆိုရင်တော့အမှုတက်မှာကိုကြီးမှန်းတာတဲ့တော့ပန်းတိုင်ကိုရောက်သွားစေတဲ့အလုတ်ကလွဲလို့တော့ကျန်တဲ့အလုတ်တွေဟိုဟာလေးလှုပ်ခြင်းတရားလေးလှုပ်ခြင်းဆိုရင်အဲ့ဒါစိုးရုပ်သွားနိုင်အထူးသဖြင့်ဒီဒေသနာတွေကမဉ္ဇဉ်ပုံဉ္ဇဉ်ရာရေးကိုရှေ့ရှုပြီးတော့ဟောတာ哦အဲ့ဒါအမှုကိစ္စတက်ကလေးတွေမှာစိတ်ဝင်စားပြီးတော့ဟိုဟာလှုပ်ခြင်းတရားလှုပ်ခြင်းအဲ အဲ့လိုဆိုလို့ရှိရင်ဒီဓမ္မရေးရာမှာဒီလိုဟာမတိုးတက်နိုင်ဘူးပေါ့နော်အဲ့လိုပဲစကားပြောရတာပျော်တယ်ပြောနေကြတာပဲပြောရင် ပြင်းတယ်လို့ကိုမရှိဘူးဆိုရင်ဒီလူကလည်းပဲတိုးတက်ဖို့မလွယ်ဘူးစွတ်ရုပ်နိုင်တယ်နောက်အိဇက်မှုမှာမွေးလျော်နေတယ်နေတာရမတာဒါဆိုရင်လည်းဒီလူကစွတ်ရုပ်နိုင်တယ်သင်္ကနိကာရမတာအပေါင်းအဖော်မှာမွေးလျော်နေမယ်ဆိုရင်လည်းဒါစွတ်ရုပ်နိုင်တယ် အဲ့လိုမျိုးဘုံဘုံတို့နကမ္မာရမတနဘတ္တာရမတနနေဒါရမတနသင်္ကနိကာရမတအဲ့ဒါပြီးတော့ဘုံဘုံတို့လိုက်နာရမယ်တာနတာဘာတို့သောဝသတ္တနော်နာယူလွယ်တဲ့စိတ်ရှိရမယ်ကလျာဏမိတ်တတာ မိကောင်းဆွေကောင်းရှိရအဲ့ဒါမြတ်စွာဘုရားမဆွေအကြောင်း106ပါးဆိုပြီးတော့အင်္ဂုတ္တပါဠိတော်ထဲမှာဟောထားတယ် အဲ့တော့ကိုကဒီတရားတွေနဲ့မပြည့်စုံဘူးဆိုရင်စန့်ကျင်မဲ့အနေနဲ့ဆွတ်ယုတ်သွားနိုင်တယ်ပေါ့ဒါကိုလည်းပဲဘုံဘုံတို့မြတ်စွာဘုရားတက္ကတိုင်းတာမရွာမှာသတင်းသုံးလုံးကနှစ်သားတစ်ပါးကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တာရှိတယ်မြတ်စွာဘုရားတဲ့ယဟန်တော်တွေဟာကမာရမတာအမှုသစ်မှာမွေးလျော်နေမယ်ဆိုရင်ဘတ်တာရမတာစကားပြောမှုမှာမွေးလျော်နေမယ်ဆိုရင်နေတာရမတာ ိတ်ဆက်မှုမှာမွေးလျော်နေမယ်ဆိုရင်အဲ့ဒီသုံးချက်နဲ့သာပြည့်စုံရင်ကုသိုလ်တရားတွေမှာမတိုးတက်နိုင်ဘူးမကြည်ပွားနိုင်ဘူးဖရာလို့ပြောအဲ့ဒါမြတ်စွာဘုရားမနေ့ကရောက်တဲ့အခါကျတော့ယဟန်တော်တွေကိုခေါ်ပြီးတော့ညနတ်သားတစ်ပါးငါ့ကိုအဲ့လိုပြောအေးယဟန်နေပေါ့ပေါ့ရော့ရော့နေတာကိုနတ်တွေတောင်သိနေတယ်ယဟန်နေရဲ့အပေါ်မှာတချို့ယဟန်နေရဲ့အပေါ်မှာအားမရလို့နတ်ကလာပြောတဲ့သဘောပေါ့အဲ့ဒါမြတ်စွာဘုရားကဟုတ်တယ်တဲ့သူပြောတာ မြတ်စွာဘုရားလည်းထောက်ခံတယ်။နော်အမှုတင့်မှာမွေးလျော်နေမယ်၊စကားပြောမှုမှာမွေးလျော်နေမယ်၊အိပ်ရှက်မှုမှာမွေးလျော်နေမယ်ဆိုရင် तू ဟာမကြည်ပွားနိုင်ဘူး။ဆုတ်ယုတ်လိမ့်မယ်၊ပျက်စီးလိမ့်မယ်ပေါ့နော်။အဲ့ဒါမြတ်စွာဘုရားနောက်ထပ်၃မျိုးထပ်ဖြည့်ပြီးတော့ဆုတ်ယုတ်ကြောင်း106ပါးဆိုတော့ဟောတယ်။နတ်သားပြောတဲ့ရှေ့က၃ပါးမှာ နောက်ထပ်ဗာထက်ထဲတုံဆိုတော့တင်ကဏိကာရမတ္တဘောင်းပေါ်မှာမွေးလျော်မယ်။ဒောဝသတ္တတာဟောဒီကနေ့ပြောနေတဲ့မင်္ဂလာတရားရဲ့ဆန့်ကျင်ဘက် ပြောတာဆိုတာကိုနာယူလွဲတဲ့သဘောမရှိဘူး။နှုတ်တော့ဝဇာအပြောခက်အဆိုခက်ဟုတ်လား။ဒီကနေ့ပြောတဲ့မင်္ဂလာနဲ့ဆန့်ကျင်ဘက်ပေါ့တောဝသတ္တာ။နောက်ပြီးတော့ပါပမိတ္တတာမေယုံမှဆွေယုံမှရှိမယ်။အဲ့ဒီသုံးချက်ထပ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဆွေယုံကြောင့်တရား6မျိုးဖြစ်သွားတယ်နော်။ဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဆွေယုံလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်။ဒါကြောင့်ဘုံဘုံတို့ဘဝမှာကုသိုလ်တရားတွေနဲ့ ျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခနဲ့မပြည့်စုံခြင်းနဲ့တိုးတက်ခြင်းနဲ့ကြည်ပွားခြင်းနဲ့ဆိုလို့ရှိရင်နောက်အကြောင်းအကျိုးပြပြီးတော့တဘာဝကြကြပြောလာတဲ့အနှစ်သာရရှိတဲ့စုံမသာတွေကိုနာယူလွယ်တဲ့စိတ်အခြေခံကောင်းကောင်းရှိဖို့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားကအကြောင်းအကျိုးတဘာဝကြကြပြောလာပြီးဆိုလာပြီးဆိုရင်အဲ့ဒါလိုပြောလာတဲ့ပုံကိုယ်ကိုရွှေဦးကိုညွန်ပြတဲ့ပုံကိုယ်လိုသဘောထားရမယ်လို့အဲ့လိုတောင်မြတ်စွာဘုရားဟောတယ် ဒါလည်းပဲဘုန်းဘုန်းတို့ဟိုတလောကတောင် ပြောလိုက်ပါသေးတယ်ရာဓယဟန်ဆိုတာလေကတိညုကတဝေဒီကတိညုတာမင်္ဂလာထဲမှာပါသွားတယ်ရှင်သာတိဘုဒ္ဓရာကယဟန်ပြုပေးတာလေစွန်တစုံလောင်ဘူးတယ်ဆိုလို့ဟုတ်လားစွန်တစုံလောင်ဘူးတဲ့ကျေးဇူးကိုထောက်ပြီးတော့ရာဓပုံနာကြီးကိုယဟန်ပြုပေးတာပြုပေးရချိုးနဲ့တယ်ဘုန်းဆိုအဲ့ဒီရာဓပုံနာကြီးကအလွန်မှပြောရရှိုးရတာလွယ်တယ် တခါပဲနှစ်ခါပြောကြရမလို့တခါပြောတာရင်မှတ်တယ်လိုက်နာတယ်ကျင့်သုံးတယ်ဟုတ်လားအဲ့ဒါကြောင့်မလို့သူဟာမြန်မြန်ဆန်ဆန်ပဲယဟန္တာဖြစ်တယ်အဲ့ဒီရာဒယဟန်ကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကကိုယ်အကျိုးသိအကြောင်းသိပြောလာပြီဆိုရင်နာယူလွယ်တဲ့စိတ်ရှိရမယ်နောက်ဆုံးခတ်မှာမှပြောပြီဆိုရင်တောင်းနော်တဘာဝကြတဲ့အကျိုးအကြောင်းစီလျော်တဲ့တရားစကားမျိုးဆိုရင် ရွှေဦးကိုညွှန်ပြတဲ့လူလိုသဘောထားပြီးတော့မျက်မျက်နှုံနှုံတံပိုးထားပြီးတော့အဆုံးအမတွေကိုနားယူလွယ်တဲ့စိတ်ရှိရမယ်ဒါဆိုရင်တေချာပေါက်တိုးတက်ကြည့်ပွားမယ်လို့အဲ့လိုဟောတာနိရိနံဝပောတာရန်ရံပတ်တိဝိဇ္ဇဓတ္တိနံနေကရှဝါရိမေတာဝေတာရိတံပန္တိတံပစီတာရိတံပဇမန္တတတေယောဟောတိနဘပိယောတဲ့ဒါကဘုံဘုံတို့သာသနာတော်မှာအလွန်ထင်ရှားတဲ့ကာထာလေးပေါ့နော်နိရိနံဝပောတာရန်ရံပတ်တိဝိဇ္ဇဓတ္တိနံ နေကရှာဝါဒီမေတာဝေတာတိတံပန္တိတံပစီနော်ကိုယ့်ရဲ့အပြစ်ကိုပြပြီးတော့ကိုယ်မကောင်းတာကို ထောက်ပြပြီးတော့နော်ကိုယ်နှိပ်ကွပြီးတော့ဆုံးမမယ်ဆိုလို့ရှိရင်ရွှေဝိုးပြတဲ့လူလိုသဘောထားပါအားတဲ့ညာသောဖြင့်ဘုန်းဘုန်းတို့တွေကကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုထောက်ပြပြီးတော့ပြောမယ်ဆိုရင်ဒေါသဖြစ်ကြတာပဲများတော့နော် တကယ်ဆိုရင်ချူချူသာသာလေးပြောတဲ့လူတွေဆိုတာရလွယ်ပါလေတဲ့ကိုယ့်ရဲ့အပြစ်ကိုပြပြီးတော့ကိုယ့်ကိုပြောရရင်အမုန်းခံပြီးတော့ပြောတဲ့မိတ်ဆွေမျိုးကပို့ပြီးတော့ရခဲ့တယ်လို့အဲ့လိုနိတိမှလည်းဆိုတာရှိတယ်တကယ်လက်တွေ့မှာလည်းအဲ့ဒီတိုင်းပဲဒီမှာတော့မြတ်စွာဘုရားကနော်အပြစ်ကိုပြပြီးတော့ကိုယ့်ကိုနှိပ်ကွပ်ပြီးတော့နော်ပြောတဲ့ပညာရှိကိုမြန်တွေ့မယ်ဆိုရင်နော်နိတိနံဝပို့တာတာမြေကြီးထဲမှာမြုပ်တာတဲ့ရွှေဦးကိုညွန်ပြတဲ့လူလိုတဲ့ နော်ခုနမှရွှေဟိုးတစ်လုံးရှိတယ်သွားမြုပ်ချေဆိုဘယ်လောက်မြန်ကျေစုတင်မလို့ဟုတ်တယ်မဟုတ်လားလက်တွေလေးသေးချာစဉ်းစားကြည့်ပေါ့နော်အဲ့လိုမျိုးသာပုံမနှုတ်တွေကကိုအပြစ်ပြပြီးတော့နော်ဆုဆုံးမတဲ့ပုဂ္ဂိုလ်ကိုရွှေဟိုးကိုညွန်ပြတဲ့လူလိုများသဘောထားနိုင်မယ်ဆိုလို့ရှိရင်တာတိတံပဇမနတတေယောဟောတိနပပိဟောတဲ့နော်အဲ့လိုပုဂ္ဂိုလ်မျိုးကိုမြန်ချင်းကပ်မယ်ဆိုလို့ရှိရင်တေယောဟောတိနပပိဟော မြင့်မြတ်မှုသာဖြစ်လာလိမ့်မယ်ယုံညံ့မှုဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးတဲ့တေယောဟောတိနပပိယောအမျက်ပဲရှိတယ်အရှုံးမရှိဘူးမြင့်မြတ်မှုပဲရှိတယ်ယုံညံ့မှုမရှိဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်မလို့မြတ်စွာဘုရားလက်ထက်ကနောက်ရှင်ရာဟုလာဆိုလို့ရှိရင်ဒီအဆုံးအမကို나ယူလို့တဲ့စိတ်အဆုံးအမကိုမျက်နှိုးတဲ့စိတ်ကိုဘာမြန်ကောင်းအောင်ဘေးကပြောလိမ့်မလဲလို့ သူတော်ဘာရဲ့အဆုံးအမကိုမျှော်လင့်တဲ့စိတ်ရှိတဲ့နေရာမှာเนาะစံပြပုဂ္ဂိုလ်ဖြစ်ခဲ့တာပေါ့ဘလောက်ထိရှင်ရဟုလာရဲ့အကြောင်းကเนาะကြော်ကြားလဲသူ့ရဲ့စိတ်ဓာတ်ကလည်းဘလောက်ထိနူးညံ့သိမ့်မွေ့လဲဆိုရင်အဲ့လင်းတိုင်းလင်းတိုင်းလက်တခုတ်သေးလေးတွေကုတ်ပြီးတော့နောက်ဒီကနေ့ဒီသေးလုံးနဲ့အမျှငါ့ကိုစုံမတဲ့လူတွေငါ့ကိုစုံမတဲ့အကြောင်းအရာတွေရှိပါစေဖြစ်ပေါ်ပါစေ အစိုးမကိုလောက်ရခြင်းနဲ့ပေါ့နော်ဒါကတကယ်လက်တွေ့မှာတည်တည်ချာချာလေးလေးနဲ့နဲ့စဉ်းစားကြည့်လို့ရှိရင်အလွန်အဓိပ္ပာယ်ရှိတယ်တေဥ္ဇာကဖုံဖုံတို့တွေဟာတကယ်ပညာရှိသူတွေကောင်းတို့ရဲ့အစိုးမနဲ့လားမကင်းမဲနဲ့နေမယ်ဆိုလို့ရှိရင်လောကီလူရောလောကုတ္တရာလူရောဟုတ်လားလောကရေးရာရောဓမ္မရေးရာရောတုတ်တက်ကြီးပွားဖို့ပဲရှိတယ်ဆွေဥ္ဇာအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ဒီနီလန်းလို့ဒါဖုံဖုံတို့ ဆုံးမတရားတကယ်တမ်းကချမ်းသာကြောင်နီးလန်းနေလို့ဆိုရမှာပဲလေဒါတွေကိုဘုံဘုံတို့တံပိုးထားဖို့မလိုဘူးလားလိုတယ်နော်ပြီးတော့ဘုံဘုံတို့ပိဋကတ်တော်မှာနော်ထင်ရှားတဲ့နော်အဆုံးမကိုလိုလားတဲ့ဖြစ်ရလေးတစ်ခုဒါလေးတွေကဟိုနီးอยู่ဖို့ဘုံဘုံကပြောပြတာပါတက္ကတာဝကတန်ရုပ်ပါဠိတော်မှာဂန္ဓထေနတုတ်တန်ဆိုပြီးတော့ထင်ရှားတဲ့တုတ်တန်တစ်ပုဒ်ရှိတယ်အဲ့ဒါလေးကဘာပြောတော့ဆိုတော့တခါတော့က ကောသလတိုင်းရဲ့တောအုပ်တစ်ခုမှာရန်တော်လေးတစ်ပါးတရင်သုံးအပေါင်းဖို့အဖို့ယဟန်တစ်ပါးမရှိပဲနဲ့တပါးတည်းတရင်သုံးတယ်အဲ့နမှာလည်းရေကန်ကြီးရှိတယ်ရေကန်ကြီးကလည်းကြားတွေပေါက်တယ်အဲ့ဒါဒီနေ့တော့သူစွန့်ကန်ပြန်လာစွန့်ကန်ပြန်လာရင်လည်းအဲ့ရေကန်ထဲဆင်ရေချိုးတာပေါ့နော်အဲ့လိုရေချိုးတဲ့အခါကျတော့ဒီကြာပန်းရဲ့အနှံ့အလွန်မှွေးတာဟုတ်ဥရောရေချိုးရင်းနဲ့ အဲ့ဒီအနက်တွေကိုသူအာရပါရရှူလိုက်တော့အဲ့လိုရှူလိုက်တဲ့အချိန်မှာအဲ့ဒီရေကန်စောင့်နေနတ်ကကိုထင်းပြပြီးတော့သူ့ကိုအပြစ်တင်နေတယ်။တင့်ကိုဘယ်သူမှလည်းမပေးဘဲနဲ့ဒီကြာပန်းအနက်နေကိုအာရပါရရှူနေတာဒါခိုးခြင်းအမျိုးမျိုးရှိတဲ့နေထဲကခိုးခြင်းတစ်မျိုးပဲ။သင်ဟာအနက်တခိုးပဲလို့ပြောနေတယ်။အံ့ဩသွားတယ်ယဟန်တော်ကလည်းအခဏစောစောတုန်းကမှ အဲ့ဒီတော်တယ်မှာမလှမ်းမကမ်းမှာအဲယတိတဘာနေတာလည်းရှိတယ်အဲ့ဒီယတိကလည်းအကျင့်နဲ့တော့တိတ်ပြည့်စုံမှာမရအောင်အဲ့ဒီယတိကအဲ့ဒီရေကန်ကြီးတွေကကြာဆွဲတွေကိုလည်းတူးတယ်ကြာပန်းတွေလည်းတဝေးကြီးအများကြီးချိုးသွားတာဒါကိုလည်းယဟန်တော်ကမြင်လိုက်တယ်ဆိုတော့ကအဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့သူကဘာပြောလို့ဆိုတော့ဩငါကရေကြာပန်းလည်းချိုးတာလည်းမဟုတ်ကြာဆွဲလည်းတူးတာလည်းမဟုတ်ဒီအနံလေးရှူတာနဲ့ငါ့ကိုတခိုးလို့ပြောတယ်အဲ ဆိုတော့ကြာစွေတွေတူးပြီးတော့ကြာမန်းတွေတပွေးတစ်ပိုက်ကြီးချိုးသွားတယ်လို့ကြာတော့သင်ဘာမှမပြောပါလားညံ့လိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးရန်တော့ပြန်ပြောတဲ့အခါကျတော့အဲ့ဒီနဲ့ပြန်ပြောတဲ့ဂါထာနှစ်ပုဒ်ကစဉ်းစားရတာကောင်းတယ်ပေါ့နော်ဘာပြောလို့ဆိုတော့အာကိဏလုတော်ပူရိတော်ဓာတိစီလံဝမခိတော်တတမိမေဝေစနနတိတွင်စာရဟမိဝတ္တခွေတဲ့ အတိပယ်ပါပြောလို့ဆိုတော့ဩအာကိဏလို့တော့ပူရီတော်တယ်မကောင်းတာတွေနဲ့ရောပြွန်းနေတဲ့ယောက်ျားတဲ့ယောက်ဘလောက်ထိတောင်ဆိုးနေတုံးဆိုလို့ရှိရင်ဓာတိစီလံဝမခိတော်တယ်နောက်အထင်းတွေရဲ့လက်နှီးစုပ်လို့ပေးကြံနေတာဘာဖြစ်ဖြစ်တုတ်တာလက်နှီးစုပ်ကြီးဟုတ်လားအဲ့လိုအပြစ်တွေနဲ့ရောပြွန်းနေတဲ့တတ်သမိန်မေဝဆနနဲ့တီအဲ့လိုပုံကူမျိုးမှာငါဘာမှပြောစရာစကားမရှိဘူးတဲ့ပင်စာရဟမိဝတ္တဝေ တဲ့လို့စင်ကြင်ချင်းကိုရှာနေတဲ့လူအတွက်တော့ပြောစရာအများကြီးရှိတယ်တဲ့စောတော်ကကြာစရီတူးသွားတာကြာပန်းတွေချိုးသွားတယ်ဆိုတာသူကမကောင်းမှုတွေနဲ့ရောပြွန်းတယ်။နောက်အထင်းတွေရဲ့လက်နှီးစုံလို့ပေးချန်နေတယ်။သူ့တို့ဘာမှပြောစရာမရှိပါဘူးတဲ့။အနေငနတပောတတနိဆန်သူစီကဝေတိနောဝါလကမတံပပတအဘမတံဝါခာယတိတဲ့။နော်အနေငနတတန်ရှင်းစင်ကြယ်တဲ့ နေဆံအမြဲတမ်းသူရှိကဝေတည်တော့စင်ကြဲခြင်းကိုပဲရှားဖွေးနေတယ်ပောတတနော်တင်လို့လူတယောက်အတွက်ဝါလက်ကမတ်တန်ပပတ္တဟောတာမီးပြားလောက်ရှိတဲ့အပြစ်ကလေးကမကောင်းတာလေးကအဘမတ်တန်ဝါခါရတိငါစိတ်ထဲမှာတင်တိုက်ကြီးလောက်လို့ထင်ရဧတဲ့ဟောပြောပုံလေးနော်အပြစ်ကင်းတဲ့တန်ရှင်းစင်ကြယ်တဲ့အမြဲတမ်းလဲတန်ရှင်းစင်ကြယ်ခြင်းကိုရှားနေတဲ့တန်ရှင်းစင်ကြယ်ဖို့ပဲကြိုးစားနေတဲ့ ဒီကစိတ်သက်တန်ရှင်းတာကိုဒီနေရာမှာဆိုလိုတာနော်အဲ့လိုစိတ်သက်ဖြူစင်တန်ရှင်းဖို့ပဲပန်းနိုင်ထားပြီးတော့ကြိုးပမ်းအထောက်